အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးကြိုလိုက်ပါတယ်ကောင်းမွန်သောညနေခင်းလေးဖြစ်ပါစေလို့ဒီညကနေပြီးတော့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်အဲ့တော့လက်ရှိမှာတော့ကျွန်တော်တို့အာ round of 16ရတာကျွန်တော်ဒုတိယအကြုံမှာဒါကျွန်တော်ကြံရှိနေသေးတယ်ကျွန်တော်ဒါကျွန်တော်တိုးတက်လေးပွဲကြောင်းနည်းနည်းပြောအောင်ဒီလေးပွဲမှာဒါကျွန်တော်တက်မဲ့အသင်းကတော့တသင်းကတော့တေချာတော့ရှိတာကတော့ Arsenal ပါပဲအဲ Arsenal အသင်းကြောင့်ကျွန်တော်ဒါထိတ်ဆုံးကနည်းနည်းပြောသွားပြီးတော့ Chelsea ကြောင့်လေးကျွန်တော်နည်း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 စီကျွန်တော် add on လုပ်သွားခဲ့မယ် Lily နဲ့ Dortmund ပွဲစဉ်ကိုတော့ကျွန်တော်နောက်ဆုံးမှပဲကျွန်တော်နည်းနည်းလေးထည့်ပြီးပြောသွားခဲ့မှာဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ပထမဆုံး Arsenal နဲ့ PSV Eindhoven ကြောင်းပြောသွားမယ်ဒီ goal နဲ့ Real Madrid ကြောင်းဒုတိယပွဲပြောသွားမယ် Aston Villa နဲ့ Club Brugge ကြောင်းတတိယပြောသွားမယ် Lily နဲ့ Dortmund နောက်ပါပြောသွားမယ်ပေါ့နော်အပေါင်းဆိုပုံမှန်လေးပြောမယ် Lily နဲ့ Dortmund ကိုတော့ ကျွန်တော်လက်ရှိကြည့်နေကြပွဲတွေမှာမရင်းနှီးသေးတဲ့ပွဲတွေကြောင့်ဒါပထမဆုံးမှာကျွန်တော်ဒါပွဲပြီးကိုမကြည့်ဖြစ်လိုက်တဲ့အကြောင်းဒါကျွန်တော်တို့အဓိကကတော့ဒီနေ့တော့ကြည့်ဖြစ်မဲ့ထင်တယ်ဘာလို့လဲ35 35 35ဆိုတာအစောဆုံးဆိုတော့ဒါဂျန်နဲ့ပွဲစဉ်တွေမြည်အောင်မအိတ်ငါဒီပွဲကကြည့်ကိုကြည့်ရမယ်တဲ့မှာပါတယ်လို့ပြောပြရတယ်အဲ့တော့လက်ရှိမှာဒါကျွန်တော်တို့အဝေးကွက်မှာ9ခုတွင်းတာတယ်ကျွန်တော်တို့ဒါအင်္ဂလိပ်အသင်းတစ်သင်းဖြစ်တဲ့အာဆောင်အသင်းကြောင့်ပြောအောင်အဲ့တော့လက်ရှိမှာအင်္ဂလိပ်အသင်းတစ်သင်းဖြစ်တဲ့လီဗာပူးအသင်းကတော့ဒါတီးကြရတဲ့အချိန်မှာကျွန်တော် PSG ကိုပက်နတီဆုံးဖြတ်မှာရှုံးမိထွက်သွားခဲ့တယ်အဲ့တော့ ဒီပွဲစဉ်မှာအာဆနယ်အသင်းအနေနဲ့ဒါကျွန်တော်တို့ PSV Eindhoven 8-9တကူးဆိုတဲ့ရလနဲ့ဒါကျွန်တော်တို့ပထမကြောမှာသွားခဲ့တော့ကျွန်တော်သိသလောက်ပေါ့နော်လက်ရှိမှာဒါကျွန်တော်တို့ Champion League လို့ဒါကျွန်တော်ခေါ်ဆိုပြီးနောက်ပိုင်းမှာဒါကျွန်တော်အဝေးကွင်းမှာ8-9တကူးသွင်းတယ်ဆိုတဲ့ရလကအင်မတန်မှဒါရှားတယ်တယ်မှာပါတယ်ဆိုပြီးကြားတယ်တယ်မှာပါတယ်အဲ့တော့အာဆနယ်အသင်းသွင်းပြနိုင်ခဲ့တယ်အကောင်းဆုံးနေလုပြနိုင်ခဲ့တယ်ချီကျူးစရာကောင်းစရာပြောစရာရှိတယ်အဲ့တော့အာဆနယ်အသင်းရဲ့လက်ရှိမှာဒါကျွန်တော်တို့အဲဘယ်လိုပြောရမလဲ ပြည်တွင်းမှာတိုင်ပတ်ပြီးပြည်ပမှာဆောင်ရမ်းမိုင်းနေတယ်ဆိုတဲ့ပုံစံမျိုးပြောရမှာတော့ပါခင်ဗျာနည်းနည်းအတင်းတော့လာဘူးမနေ့ကကျွန်တော်ကိုဆရာကြီးကကျွန်တော်ဖုန်းဆက်လာတယ်အာစနယ်ပရိသတ်ပေါ့နော်ဒါကျွန်တော်စပောင်းဆရာချင်းကဖုန်းဆက်လာဟဲ့အောင်နဲ့ကျွန်တော်ပြောဟဲ့လူဒါကျွန်တော်ဒီမှာရှိကျွန်တော်တွေ့မယ်ကျွန်တော်လည်းရှိတုံးလေးတွေ့အောင်ပါညာဆိုတော့ဟာတဲ့ငါမရှိဘူးတဲ့ငါတနေရာရောက်နေတယ်ပါညာပေါ့နော်ငါအလုပ်တွေလုပ်နေတာအိုကေပေါ့တော့ထွက်လာတာဒီရဲကလုပ်များတယ်ပေါ့နော်တော့ကလည်းအာစနယ်ကြောင့်ပြောသူကြောင့်ပြောအဲ့တော့ဟဲ့လူခင်ဗျာသွားမကြည့်လားဟာ ငါလက်မှတ်တော်ပြတ်ပြီးပြီတဲ့ငါမက်ဒရစ်ကိုလက်မှတ်ပြတ်ပြီးဟဲ့လူခဗဲကွဲကံမသိဩမင်းရလေကွာဘယ်အသင်းတက်တက်မက်ဒရစ်ပဲသွားဩအီသူပြောမှာကျွန်တော်တော့ရုတ်တရက်မေ့သွားလားငါမက်ဒရစ်ဩဒီပြတ်တေချာလိုက်လားဗောဘယ်မက်ဒရစ်ဩပြောဆန္ဒကြီးမှာအတ္တတကိုမက်ဒရစ်ကရီယယ်မက်ဒရစ်ဘဒူပဲတက်တက်ဗောနမက်ဒရစ်ပဲသွားမှာဟုတ်တော့ဟုတ်ပါတယ်အားရငါရီယယ်မက်ဒရစ်ကွင်းသစ်မရောက်သေးဘူးတဲ့ငါရီယယ်မက်ဒရစ်ကွင်းသစ်ကြီးကိုငါရဲတချိမာရဲဘာဖြစ်ညာဖြစ်တယ်ဗောနအားလက်မှတ်တော်ဝယ်ပြီးပြီတဲ့ငါပြန်တော့ပါတဲ့ငါပြန်တော့ပဲတဲ့ဟာ ဟေးလူကမိုင်းလိုက်လားမိုင်းတယ်ကတော့တချင်ကျွန်တော်တော့ဘာပြောရလဲကပ်ပြီးနေမှာမင်းကတော့သွားမကြည့်ဘူးလားတဲ့ဟုတ်လားဘောသူပဲတဲ့ပါတယ်စပါပွဲမှာဟေးလူတို့အေးစီအကမာအောင်နိုင်ကိုမတေးကြဘူးလို့မေဘီဘောတော့ဘီပါဟိုတက်နေစပိန်နီသွားကြည့်ရင်ကြည့်မယ်လို့ဒါလက်ရှိမှာတော့ဂျားထဲမှာသွားမကြည့်ဘူးလို့စောက်ရက်ကွယ်မှာဂျားထဲမှာကန်အမလည်းကတက်သွားရင်တော့ဖရက်ဖက်နဲ့ကန်အမဖြစ်တယ်ဖင်ကားအောင်ပါလို့အဲ့သူပြောတော့ဟာတချီလေကွာမင်းဘာဖြစ်နေကြပြကျွန်တော်တော့သူလိုက်သေးတယ်အဲ့တော့လက်ရှိမှာဒါကျွန်တော်တို့အာစနယ်ရဲ့ဒါကျွန်တော်ပင်တိုင်ဆန်ပုဂ္ဂိုလ်ကြီးဖြစ်တဲ့အာစတယ်ရဲ့ဒါကျွန်တော်လက်ရှိဆရာသမားကတော့ဒါမက်ဒရစ်နဲ့ပွဲစဉ် ဘယ်အသင်းမတက်တက်မထွင်းနဲ့ပဲတွေ့ရမှာတကြောင်မို့မထွင်းနဲ့သွားကြည့်ရမယ်တော့မပါရွာအဲ့တော့အားဆုံးသေးတဲ့ဒီပွဲစဉ်ကတက်ဖို့အတွက်တော့100%ပါပဲ။ဒီအကြီးကိုတော့ဘဒူးမှတော့ကျွန်တော်ပါဇက်ဘလောက်ပဲစီးစီးပေါ့နော်။ကျွန်တော်ပါဇက်စီးရတော့ကျွန်တော်လက်ခံတယ်။ကျွန်တော်ပါဇက်စီးရကျွန်တော်လက်ခံတယ်။ဒါပေမဲ့ PSG Hinovan နဲ့ Arsenal အိမ်ဝင်းမှာတော့ဗျာကျွန်တော်ပြောတာ6-9တော့မသွင်းဘူး။ဟုတ်တယ်မလား။ Saliba Gabriel ရှိတဲ့နောက်တိုင်းမှာတော့6-9မသွင်းဘူး။တွေးလေညာကျွန်တော်ဗီဒီယိုမလုပ်တော့ဘူးဗျာ။လူကတင်းလာတယ်မနေ့ကလည်း I die ပဲကျွန်တော်ဟာတက်ပါ။ ငါလည်းကိုသမားကြီးပါတော့ဒေါ်နရမစောက်ပေါ် overrated ကိုသမားဆိုပြောတာဖုံးဆိုကိတ်သွားတာကျွန်တော်ငုတ်တုတ်ကြီးကျွန်တော်လည်းအမှန်တိုင်းမှာကျွန်တော်အဲ့လိုမျိုးကိုမိုင်းလေအနေနဲ့ပြနည်းနည်းပြောတော့ဆိုကစားလို့မပူကောင်းတော့ကိုကမာဆီကစောက်ပေါ်ကအဲ့ဒါပြန်ပြောကျွန်တော် hobby is ပဲလေ professional လည်းမဟုတ်ဘူးအဲ့ကျွန်တော်ခဏခဏပြောဘူးပါလေကျွန်တော် professional မဟုတ် professional မဟုတ် professional မဟုတ်ဘူးလို့ခဏခဏပြောအဲ့ကြောင့်မလဲကြိုသိလို့ professional မဟုတ် professional သာပြောရဘလို့တုံ့ကြပြန်မသိအဲ့ပြောချင်တာလည်းရှိမှာ လက်ရှိဒီနေ့ပွဲစဉ်တော့ PSV Eindhoven ကအဝေးကွန်မှာ6ခုတော့မသွင်းဘူးတော့ကျွန်တော်နေနေထင်တယ်ပေါ့နော်အဲ့တော့ Arsenal တွေဒီနေ့ပွဲစဉ်မှာတစ်ခုကောင်းတာတစ်ခုကဘာလဲဆိုတော့ ကျွန်တော်တို့ဂျားထဲမှာလည်း Chelsea နဲ့ပွဲစဉ်ကန်အားမှာဖြစ်တဲ့ကြောင့်ဒီနေ့ပွဲစဉ်မှာ Arsenal တင်းနဲ့ကောင်းကောင်းကြီးဟူတိတ်လုလို့ရတယ်လို့ကျွန်တော်အနေနဲ့မြင်ပြီးရတယ်မှာပါဒါဒါကစားဘူးဒါကျွန်တော်ကစားကွက်ကောင်းကောင်းကြီးရွှေ့လို့ရတယ်လို့ကျွန်တော်အနေနဲ့မြင်ပြီးရတယ်မှာပါဒါဒီနေ့ပွဲစဉ်မှာဒါကျွန်တော်လူငယ်တွေကိုဒါစမ်းကြည့်ခြင်းနဲ့ကစားသမားတွေကိုဒီနေ့ပွဲစဉ်မှာစမ်းကြည့်တဲ့လို့မြင်နေတယ်မှာစူးစမ်းခြင်းနဲ့စူးစမ်းတင်းနဲ့အကြောင်းအရတော့မဟုတ်စူးစမ်းတင်းနဲ့အကြောင်းအရပေါ့နော်အဲ့တော့ဒီပွဲစဉ်မှာဒါကျွန်တော်တို့နီးပြအနေနဲ့အာဒီဒါအနေနဲ့ဘာဒီများစမ်းသက်ကြည့်မလဲဒီနေ့ပွဲစဉ်မှာဒါကျွန်တော်တို့ကို training ပြန်ဆင်းနေပြီဖြစ်တဲ့ Saka ကိုပြန်သုံးကြည့်ပါဒီနေ့ပွဲစဉ်မှာ Starling ကိုသုံးကြည့်မှာဒါခုနကပေါ့ Saka ကိုဒါမီလီ နေငယ်ပြီးကြည့်မလားမာတင်နယ်လီပွဲထွက်သုံးကြည့်မလားဒါပြောနေတာပရီးမီးယားလိမှာဒါကျွန်တော်တို့ကန်ရတော့မယ်ချက်ဆီပွဲမတိုင်ခင်ပါဒီနေ့ပွဲစမှာဒါကျွန်တော်တို့အာဆနယ်အသင်းနေနဲ့လုံးဝမူမန်တန်တစ်ခုကိုတိဆောက်တာတက်ဆန်လုံးဝကစားသမားတွေအေးစစ်စစ် reflex လုပ်သိတယ်လို့မြင်တယ်ဒီနေ့ပွဲစမှာဒါကျွန်တော်တို့ဆာလီဘာ press conference မှာဒါပြောထားတာကြောင့်ဆာလီဘာကိုသူထဲမှာတည်ကြတယ်ဒီနေ့မှာဒါကျွန်တော်တို့တခြားသောပုံစံမျိုးသူပြောင်းတင်တယ်လို့မြင်တယ်ဒါကျွန်တော်တို့ fullback တွေမှာဒါမသုံးနာကြာဖြစ်တဲ့ဇင်ချန်ကိုမိနဲ့မရသေးတာကြာဖြစ်တဲ့ ban white တို့ဘာတို့အုပ်စုကလည်းဒီနေ့ပွဲစမှာဒါကောင်းကောင်းကြည့်ပြဒီနေ့ပွဲစမှာကျွန်တော်အနေနဲ့ပြောရမှာဆို Odin Gag ကိုကျွန်တော်နားစီခြင်းတယ်ဘာလို့ Odin Gag အနေနဲ့လက်ရှိမှာ ာဒါဒိုင်ယာကပြင်နေသက်တာပြီးကပူပွဲတိုင်းစော်နေရတယ်ပွဲတိုင်းစော်နေရအဲ့တော့အိုဒီကနေတခုလက်ရှိမှာခြေကျနေတာဒါဆိုင်သူ့နေနဲ့ပင်များပန်းနေလာလို့ကျွန်တော်နေနဲ့မြင်ပြီးတော့ရတဲ့ပွဲဗျာနေတိုင်းပွဲစဉ်စော်နေရတာကြားထဲမှာ training ကလည်းဆင်းရတယ်တေးမလို့ပဲအဲ့တော့ ြောချင်တာဒီလိုပွဲစဉ်မှာခုနကကိုတကုတ်ဆိုတာနိုင်ပြီဗျာခုနပြောလို့ပဲပါဇက်ပဲဘယ်လောက်စီးဗျာဒီပွဲကနိုင်တယ်ဗျာရှောက်တယ်သာနိုင်တယ်အာဆန်နိုင်တယ်အဲ့တော့ပြောချင်တာဒီပွဲစဉ်မှာဗျာပြောချင်တာဟိုအိုဒင်ကအနေနဲ့ဘလောက်ပဲဟိုကျွန်တော်အနေနဲ့ပြောဒီနေ့ပုံစံမှာအာဆန်တဲ့အိုဒင်ကကျွန်တော်နားစင်ချင်တယ်ဒီပုံစံမှာအီသန်ဝန်နေရီယာဒါကျွန်တော်မှတ်မဲ့ရ UA တင်းပွဲစဉ်တွေမှာဒီချာတိတ်က AM ပုံစံမျိုးဆို AM နေရာမှာအီသန်အီသန်ကိုကျွန်တော်ထားပြီးတော့ဒါကျွန်တော်ဂျော်ဂင်ဟိုနဲ့ဒါကျွန်တော်တို့ပါတီနဲ့ Rice Cooler နားခိုင်းလာကျွန်တော်ဒီနေ့ပုံစံမှာကစားသမားအကုန်နားကျွန်တော် Chelsea နဲ့ပွဲစဉ်မှာဝုန်းတိုင်းကျဲပြီးဟုတ်တယ်မှာကျွန်တော်ပြောအဲ့ဒါမှမိုက်ပါလေအဲ့တော့ ဟုတ်ပါဘူးဒီနေ့ပွဲစဉ်တော့ပါဇက်မစီးပါစီးလဲဗျာခုနပွဲစဉ်ဗျာနေတော့မလုပ်တော့ဘူးဟုတ်တယ်အဲ့ဒါအိမ်ဝိမ်းပါတော့ဗျာကျွန်တော်ပြောတာဒီလောက်ဂိုးကြီးနေတော့ရှုံးပြအကြောင်းမရှိဘူးခင်ဗျာတကယ်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 ခင်ဗျာဖျားဆူအဲ့တော့ထားပါ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 အဲ့တော့ဘယ်လိုပဲပြောကျွန်တော်ဒီနေရာမှာဒီနေ့ပွဲစဉ်မှာကျွန်တော်ကတော့အာဆနယ်အပိုင်ပါပဲအာဆနယ်ဒါကျွန်တော်လက်ရှိမှာတော့ချန်ပီယံလိရဲ့ควอเตอร์ဖိုင်နယ်ကိုတက်ရောက်မယ်လို့ကျွန်တော်ကတော့ကောင်းကောင်းကြီးယုံကြည်ရတယ်မှာပါပါတယ် ဲ့တော့နောက်ထပ်တသင်းကြောင်းပြောအောင်ဒါကျွန်တော်လက်ရှိမှာတော့ Real Madrid နဲ့ဒါ Atletico Madrid ပွဲစဉ်ဒီပွဲကလုံးဝအာမချောင်လို့အာချောင်လို့မရတဲ့ပွဲစဉ်ပါလားကျွန်တော် Real Madrid က3ရဲ့အိမ်ကွင်းမှာ Atletico Madrid ကို2-1ဆိုတဲ့ရလာနဲ့အနိုင်ယူကြခဲ့ပြီးကျွန်တော်ပထမကြော့မှာဒါကျွန်တော်1-0ဆိုတဲ့ရလာနဲ့တကိုးဆိုတဲ့ရလာနဲ့တကိုး deficit ကိုသူတို့ကင်ထားတယ်ပေါ့နော်အဲ့တော့တကိုး deficit ဆိုတော့ဘာမှမဆိုဖြစ်သွားနိုင်တဲ့ရလာဖြစ်တယ်ဒါကျွန်တော်ရှေ့ကျွန်တော်ပွဲစဉ်မှာဒါ Benfica နဲ့ Barcelona တကိုး deficit ကို3ကိုချမ်းသွားတဲ့ပွဲစဉ်တစ်ပွဲရှိခဲ့လို့ဒါကျွန်တော်မှတ်မဲ့ရ Liverpool နဲ့ PSG မှာတကိုး deficit ကိုကင်ထားတဲ့တဲ့တဲ့နဲ့ဒါကျွန်တော်တို့ ရှုံးသွားခဲ့တဲ့ပွဲစဉ်လေးရှိတယ်။အဲ့တော့တကိုးဆိုတဲ့ deficit ကတော်တော်လေးကိုနည်းတယ်။ဘာမှမဆိုဖြစ်သွားနိုင်တဲ့ဒါကျွန်တော် deficit ဖြစ်တယ်။အဲ့တော့ Atletico Madrid ကသူတို့ရဲ့အိမ်ခွင်ကိုကျွန်တော်တို့က Wanda Metropolitan မှာအခုမှကြည့်မိတာဟာဒီကောင်နဲ့ Real ကိုရောင်းလိုက်တာပဲ။ Metropolitan တို့ ကျွန်တော်အခုမှသိတယ်ဗျာခင်ဗျားတလားတစ်ခါကျရင်ဘောလုံးလုံးလောက်ပါတယ်သဘောကျတယ်ဘာလို့မသိရလဲသိရတယ်မတ်တော့ real atletico madrid ကဘာလို့လူတွေဝယ်နိုင်လဲဆိုဘဲသူတို့ရဲ့ queen နာမည်ကို real air ကိုရောင်းလိုက်တာဟို sorry ကိုရောင်းလိုက်တာဟို i see atletico madrid နဲ့သူတို့ရဲ့အိမ်ဝင်းဖြစ်နေတာ real air metropolitan ကိုမှဒါကျွန်တော်ကမ်းရမယ်တဲ့မှာပါတယ် atletico madrid ကလက်ရှိမှာဒါကျွန်တော်အိမ်ဝင်းကောင်းတဲ့သင်းဆိုတာလုံးဝငင်းစရာမလိုဘူးလို့ကျွန်တော်နေနဲ့မြင်မိရတယ်မှာပါတယ်အိမ်ဝင်းမှာဆိုတော့လက်ရှိမှာရလဒီယာမစိုးဘူးလို့ပြောလို့ရတယ်မှာပါတယ်အဲ့တော့ simoani နေနဲ့အခုလက်ရှိမှာ real madrid နဲ့တွေ့ပြီဆိုရင်ဒါ champion league မှာ အမြဲတကန်ဆူရတဲ့နီးပြရတဲ့တယောက်ဖြစ်တယ်။ဒါတစ်ချိန်ကတည်းကကျွန်တော်အက်တလက်တီကိုမက်ဒရစ်နဲ့ရီယယ်မက်ဒရစ်တွေ့ပြီဆိုရင်လည်းကျွန်တော်ခရစ်စတီယာနိုရော်နယ်ဒိုရဲ့ပွဲကိုအမြဲတမ်းဒါကျွန်တော်တို့အနေနဲ့မီထွန်ပြီးထိုင်ဆောင်ခဲ့ရတဲ့ပွဲစဉ်လို့ပြောလို့ရအခုလက်ရှိမှာဒါကျွန်တော်တို့ဒီတစ်ခေါက်ကတော့ခင်လီယန်အမ်ပါပီနဲ့ဗီနီရှီယပ်ဂျူနီယာတို့ရဲ့ဒါကျွန်တော်တို့ပွဲစဉ်လို့ပြောလို့ရတဲ့မှာပါ။အဲ့တော့လက်ရှိမှာဒါကျွန်တော်တို့ကာလိုအန်ဆယ်လိုတီရဲ့လူစင်းကဒိုင်ယန်လူစင်းတွေကဆက်လက်ပြီးရှိနေတုန်းပြောလို့ရတဲ့မှာပါတယ်။ကာဗာရဲ့မီလီတာကိုဒါကျွန်တော်ဆာဗေလို့ဒီကစားသမားတွေဆက်လက်ပြီးလွှဲချော်မယ်။တစ်ဖက်ကတော့ကျွန်တော်တို့ သူတို့ရဲ့အဓိကကွင်းလယ်ကစားသမားရဲ့ခန်းစစ်ကစားသမားကွင်းအဓိကတော့မဟုတ်ဘူးခန်းစစ်ကစားသမားအဓိကကွင်းလယ်ကစားသမားကော်ကီလွဲချော်မယ်ဒါကလမ်ဘန်လန်ဂလက်ဒါကျွန်တော်တို့ခန်းစစ်နေရာမှာလွဲချော်မယ်တဲ့မှာပါတယ်လို့ကြားသိရတယ်တဲ့မှာပါပါတယ်အဲ့တော့ဒီနေ့ပေါ်သမားနာကျွန်တော်တို့ရီယယ်မက်ဒရစ်နေနဲ့ကျွန်တော် တော်တော်လေးကိုစိတ်ဝင်စားရပြဆောင်းကြီးတဲ့နဲ့ပွဲစဉ်တပွဲလို့လည်းကျွန်တော်အနေနဲ့မြင်ပြီးရတယ်မှာပါတယ်လက်ရှိမှာဒါကျွန်တော်ကာလိုအက်ဆလော်ဒီအနေနဲ့ဒါကျွန်တော်ပြည်တွင်းမှာလည်းဒါကျွန်တော်တို့လိမ့်ပဲလိမ့်ပဲဒါကျွန်တော်တို့ဘာဖြစ်မှန်းမသိတဲ့ချင်းတွေတခုမှာဒါကျွန်တော်ပြည်ပမှာတော့ဒါချန်ပီယံလိမှာဆိုတော့ပြောရမယ်ဆိုခင်ဗျာဘယ်လောက်ထိ EMT ပြည်တွင်းမှာ တိုက်ပတ်ပတ်ချန်ပီယံလိဂရီယယ်မထွက်ကတခြားအသင်းပဲဒါကျွန်တော်ကကျွန်တော်ဘောလုံးပွဲကြည်လာတဲ့တော်တော်လေးရှောက်ပေါ့နော်ကျွန်တော်မောင်းအောင်လည်းမောင်းနေတာခုန professional လေးမှုတော့ကျွန်တော်တော့ technical အရာကျွန်တော်နားမလည်ပါဘူးမနိုင်ပြောဒါပေမဲ့ကျွန်တော်ရဲ့အမြင်ရ experience အရာဆိုရင်အမြင်တဲ့ real metric ကပြည်တွင်းကပွဲစဉ်နဲ့ပြည်ပကပွဲစဉ်တခြားစီပဲလုံးဝလုံးဝ different အတင်းတင်းဖြစ်တယ်လို့ကျွန်တော်နည်းမြင်တယ်။ခင်ဗျာပြည်တွင်းမှာဗျာခင်ဗျာသူ့ဟာသူဘလောက်တီတာအစင်ချောက်ပဲဖြစ်ဖြစ်အစင်ခေါ်နေပဲဖြစ်အစင်ငါးပြရောက်နေရောက်နေ pre ဒါကျွန်တော်တို့ဟို ချန်ပီယံလိမှာတော့ပြင်မယ်တော်ကကျွန်တော်ထပ်ပြီးပြောရမယ်ဆိုတော့ Pep Guardiola ပြောခဲ့တဲ့စကားတခုပြောရမယ်ဆိုတော့ Pep Guardiola ပြောခဲ့တဲ့စကားတခုကဘာလဲဆိုတော့အဲ့ဒါက ရီယယ်မက်ဒရစ်ရှိသေး၍သူ့အနေနဲ့ဒါဘဒုကူမာဒါချန်ပီယံစီးရင်ထဲမှာထက်တွက်လို့မရဘူးရီယယ်မက်ဒရစ်ကအမြဲတမ်းချန်ပီယံပဲပြောခဲ့လို့ပဲလက်ရှိမှာဒီတိုင်းအဲ့တော့ဒါပေမဲ့အက်လက်တီကိုမက်ဒရစ်ကိုတော့ short တွက်လို့မရဘူးအက်လက်တီကိုမက်ဒရစ်နဲ့အခုလက်ရှိတိုက်စစ်ပိုင်းကြောသဘောကျတယ်ဝါယင်းတိုက်စစ်မှုဖြစ်တဲ့အန်တိုနီယိုဂရစ်ဘန်နဲ့ဒါကျွန်တော်ဟူလီယန်အဲရက်စ်လိုလူငယ်နှစ်ယောက်ကိုပေါင်းဆက်လိုက်တယ်ကျွန်တော်တော်လေးကိုမိုက်တယ်သူတို့ဒါအက်လက်တီကိုမက်ဒရစ်ဘက်ကပြန်ကြည့်တော့လေ balance ပြန်ဖြစ်တယ်ဗျမဆိုးတာအရန်ကြီးစောင်းရန်ကောင်းနေတဲ့ player တွေဆိုတာဒါကျွန်တော်တို့လုံးဝဗျာ balance ဖြစ်နေတယ်စောင်းရန်တူအတင်းမောရ balance ဥပမာနောက်တန်းမှာဆိုဒါကျွန်တော်တို့မဆိုးဘူးဆိုတဲ့ကစားသမားတွေစုနေတယ်ဒါခွင့်ထဲမှာဆိုဒါမဆိုးဘူးဆိုတဲ့ကစားသမား ားရေးစုနေတယ်တိုက်စစ်မှာဆိုလည်းဒါမစိုးဆိုတဲ့တိုက်စစ်မှုတွေစုနေတယ်အဲ့တော့အရန်ကြီးဒါခုနကပြောလို့ Vinicius တို့ Mbappe တို့ဝုန်းနိုင်ကြီးချွန်ထွက်နေတာတက်စားဒီအသင်းကတင်းမော်ရ Walkrey ရအရန်ကောင်းတဲ့တသင်းဖြစ်တယ်ဆိုတာကတော့ Atletico Madrid မှာမြင်နေရတယ်တမပါပါအဲ့တော့ဒီနေ့ပွဲစဉ်ကတော့ဒါ Blue Nine နဲ့ကျွန်မပြောတော့ဘူးဘယ်အသင်းဘယ်ကစားမှကောင်းတယ်မကောင်းတယ်မပြောတော့ဘူးကောင်းတဲ့အသင်းနိုင်မှာပါပဲ ဆိုတော့ငါးကြောင်ပြောငါးတဲ့ငါးကြောင်ရှုံးနေဖြစ်နေဦးမယ်ပြီးရင်တော့လက်ရှိမှာတူနိုင်မမီဦးနိုင်အမရီရဲ့ Aston Villa နဲ့ Club Brugge Aston Villa သင်္ကလာအဝေးခွင့်မှာ Club Brugge ကို3-2ကိုဆိုတဲ့ရလနဲ့နိုင်ခဲ့တယ်အိမ်ခွင့်မှာကဲမယ်လက်ရှိမှာဦးနိုင်အမရီရဲ့အသင်္ကလာကြောင့် Premier League မှာနိုင်ပွဲတွေပြန်ဆက်နေတယ်ဒါနောက်ဆုံးပွဲစဉ်မှာဒါရှုံးပွဲတဲ့ပွဲဆိုလို့ဒါ Palace နဲ့ပွဲစဉ်မှာ4-1နဲ့ပွဲစဉ်ကလည်းလို့ချန်တဲ့ပွဲစဉ်တွေအကုန်လုံးနိုင်ထားခဲ့တယ်ဒါ Aston Villa သင်္ကလာတရေပွဲစဉ်မရှိဘူးအိမ်ခွင့်မှာဆိုနေတာကြတော့လွတ်လွတ်ပြတ်ပြတ်တက်တဲ့အသင်းသင်းဒါမဆိုးဘူးလို့ပြောလို့ရတယ်နောက်ပိုင်းပွဲစဉ်မှာ Aston Villa သင်္ကလာ Crystal Palace ကို၄ဂိုးပေးထား ခဲ့ရတဲ့ပွဲစဉ်ကလူခန်စစ်ပိုင်းကမဆိုးလို့ပြောလို့ရတယ်။ဒါ ANCCO တို့ Rashford တို့ရောက်လာခဲ့ပြီးနောက်ပိုင်းတိုက်စစ်ပိုင်းကတော်တော်လေးကိုထတ်လာတဲ့တဲ့နဲ့ဒီနေ့ပွဲစဉ်မှာ Club Brugge ကိုသူတို့အနေနဲ့ဒါကျွန်တော်မနိုင်ဘူးဆိုရင်တော့မှဒါကျွန်တော်မရှုံးလောက်ဘူးလို့တော့ကျွန်တော်ကတော့မြင်မိတယ်။ဒါပေမဲ့ကျွန်တော်စကားလည်းမယုံကြပါနဲ့။ကျွန်တော်စကားဘယ်တော့မှမယုံကြပါနဲ့။အဲ Club Brugge ကလက်ရှိမှာဒါ Juventus ကိုဒါဖြုတ်ထားခဲ့တဲ့ကြောင့်မို့ဒါ Tottenham တို့လို့ရတယ်။ဒါပေမဲ့ဆို Juventus တော့မဟုတ်ဘူး။ Club Brugge Atlanta ကိုဖြုတ်တာ Atlanta ကိုဖြုတ်တာတာကြီးဘာလို့ပြောနေတာတော့အဲ့တော့ Club Brugge Atlanta ကိုဖြုတ်ထားခဲ့တဲ့အတွက်ကြောင့်မို့ဒါ Tottenham တို့လို့မရတယ်တော့မှပါတယ်။အဲ့တော့ Assemble အသေးနေနဲ့အခုလက်ရှိ မှာဒါဒီနေ့ပွဲစဉ်မှာတော့ဒါ Club Brugge လုံးဝလုံးဝ shop မတွေ့တာ deficit ကြီးက2ဂိုးပဲရှိပါတယ်အိမ်ဝင်အဝေးဝင်ဂိုးတွေမရှိပါဘူးဒီမှာ ဒက်ဖက်စစ်ရနှစ်ဂိုးပဲရှိတယ်။အဲ့နှစ်ဂိုးကိုကြိုက်တဲ့အချိန်ဒါကျွန်တော်ဘရူဂေးနေနဲ့ပြောင်းလဲပြစ်နိုင်စွမ်းရှိပါတယ်။အဲ့တော့အက်စတန်ဗလာအသင်းနဲ့ဒီနေ့ပွဲစမှာလုံးဝလုံးဝလုံးဝဖင်ပေါ်လို့မရဘူးလို့ပြောရင်းနဲ့ပဲကျွန်တော်တော့ကွန်ပြူပေါင်းဗျ။ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4 ရဲ့လင်းလေးတွေကိုထည့်ပေးထားကြကျွန်တော်များစွာကူညီပေးလို့ရပါတယ်။ကျွန်တော် YouTube Channel လေးကို Like နဲ့ Subscribe လုပ်ကျွန်တော်အားပေးလို့ရပါရ။များများလေးလေးကလစ်ဖို့မမေ့ကြပါနဲ့ဦး။များများကလစ်မှများများနာဖြစ်ပါတယ်။အားလုံးမကြည့်တော့ပါနဲ့။ကောင်းမွန်တော်နေ့ဖြစ်ပါစုမုံအောင်တောင်းပေးတယ်ပဲ။ကျွန်တော်တို့နောက်မှ AC တွေ့ကြတာပေါ့။ 谁发言？